မင်္ဂလာပါရှင်တရဝန်တရားမွန် channel ကျူတူပါရှင်ဒီမှာကျွန်မက collective reading လို့ရမယ် reading တဲ့တိုင်ထဲလေးရတော့နော်သူနဲ့ကိုယ်နဲ့ connection တစ်ခုပေါ့နော်ရှေ့ဆက်လို့အဆင်ပြေမလားဆိုတာကြည့်ပေးမယ်နော်အသူနဲ့ကိုယ်နဲ့ရှေ့ဆက်လို့အဆင်ပြေမလားလက်ရှိ connection တစ်ခုကြည့်ပေးမယ်ဒီမှာကကျွန်မက oracle လေးနဲ့ကြည့်ပေးထားပါတယ်နော်အဲ့တော့ oracle လေးကလုံးကျွန်မကြည့်လိုက်မယ်သူတို့ကတော့ကြာပါကျွန်မခံစားမိရတယ်ဒီမှာတွေ့ရတာလေ ။နည်းနည်းအဟန်တိဖြစ်နေတဲ့ corner ချက်တွေကိုတော့မြင်နေရတယ်ပေါ့နော်။အဟန်တိဖြစ်နေတဲ့ပြန်လဲပြီးတော့မှတိတ်မချခင်ကအဲပြန်လဲတိဆောက်နေရတာ မျိုးလေးတိဆောက်ဖို့ကြိုးစားနေတာမျိုးလေးတော့ခံစားမိရပေါ့နော်။ဟိုတစ်ဖက်သူ့တော်၎င်းကိုယ့်ဘက်ကတော့၎င်းနဲ့ကြောခိုင်းချင်နေတာမျိုးမြင်နေရတယ်။ပြီးတော့သူနဲ့ corner ချက်မှာငွေကြေးကိစ္စလေးရှိနေတာမျိုးလည်းခံစားမိရပေါ့နော်။ငွေကြေးကိစ္စလေးရှိနေတဲ့နည်းနည်းလေးခက်ခဲပြဿနာလေးရှိနေတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေ့ရတယ်။တစ်ဖက်သူနဲ့ corner ချက်မှာလေ။အော်တစ်ဖက်သူ့ အဲကိုကကြောက်ခိုင်းချင်တယ်မှာဒါပေမဲ့တစ်ဖက်သူကကို့ဘောနော်ဟိုလက်တွေလက်ဆွဲပြီးတော့มาဘောနော်ဘလိုမျိုးလဲကို့ဘောသူကဟိုတန်ရောင်းစင်တော့ရှိနေတယ်ဘောနော်တန်ရောင်းစင်တော့ရှိနေတယ်ဒီမှာတွေ့ရတာကတော့ဟိုကိုထွက်သွားမှလည်းသူမလိုလားဘူးအဆင်ပြေလားဆိုတော့အရင် connection အရင်အဆင်ပြေနေရမဟုတ်ငွေကြီးပိုင်းဆိုင်ရာမှာလည်းနည်းနည်းလေးပေါ့နော်သူ့ဘက်ကအချိန်ပေးတာမျိုးလေးဒါမှမဟုတ်ငွေကြီးနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ နေသားဆရာမှာအဆင်ပြေမှုလေးရှိနေတာမျိုးတွေ့ရတယ်။အဲ့တော့ဒီမှာတော့ပြန်လည်တည်ဆောက်နေကြမျိုးတော့ခံစားမိ come together come together ဆိုတော့လေနေသားကတော့တိတ်မကြခင်ပြန်လည်တည်ဆောက်တယ်။တည်ဆောက်တဲ့ collection တစ်ခုပေါ့နော်။အဲအဲ့လိုမျိုးတော့မြင်ရတယ်။အဲ့လိုမျိုးမြင်ရဆိုနေသားကနည်းလေးက pass မှာတော့ unhealthy ဖြစ်နေတယ်။လက်ရှိကတော့ပြန်လည်တည်ဆောက်ပြီးတော့မှတော့အဆင်ပြေအောင်သွားနေတယ်။ဒါပေမဲ့ကိုယ့်ဘက်ကအရင်ကြီးရောသူနဲ့ပတ်သက်ပြီးတော့မှတိတ်ပြီးတော့မှဟိုစိတ်မရှိမဆက်ချင်တာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လည်း ဒီ energy ကတစ်ဖက်သူ energy လည်းဖြစ်နေတာပေါ့နော်တစ်ဖက်သူကရှေ့ဆက်ပြီးတော့တော်ဖို့တော့အရန်ကြီးကိုသူ့ဘက်ကခေါင်းနဲ့ရှုံနေတယ်စိတ်ညစ်မှုတွေရှိနေတယ်အဲအဆင်မပြေတာမျိုးလေးတွေပေါ့နော်သူ့ဘက်မှာရှိနေတာမျိုးလေးငွေချေးပိုင်းဆိုင်မှာလည်းသူ့ခက်ခဲရှိတာမျိုးဒါဒါမှမဟုတ်ငွေချေးနဲ့ပတ်သက်ပြီးတော့မှသူ့ဘက်မှာလည်းအချိန်ပေးရတဲ့အရာလေးတွေရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလိုခံစားမိရယ်နည်းနည်းလေးတော့နှစ်သောင်းချက်ကတော့အမ် ော့လေဒီမှာတွေ့ရတာကတော့လေဟိုအစင်ပြေလိုက်မပြေလိုက်ပြန်လဲပြီးတော့တိဆောက်လိုက်ပေါ့နော်အဲ့လိုခံစားမိရဲ့တစ်ဖက်သူကတော့လကောင်ကိုယ့်ဘက်ကတော့လကောင်ပေါ့နော်တရားရောက်ကနည်းနည်းကြောက်ခိုင်းနေတာမျိုးတော့မြင်နေရတယ်ပေါ့နော်အဲ့တော့ဒီရေထားတစ်ခု connection တစ်ခုပြတ်မှာဆိုတော့ပေါ့နော်တစ်ဖက်သူကကိုယ့်ကိုအဲဒီ connection တစ်ခုကိုဟိုဆွဲဟိုဘယ်လိုမျိုးလဲဟိုပြန်လဲပြီးတော့မှဟိုပြုပြင်တာပြန်လဲပြီးတော့မှဟိုကိုယ့်ကိုကိုယ်နဲ့ပေါ့နော်ရေရှည်သွားဖို့အတွက်ပေါ့နော် အဲစူးစမ်းခြင်းနေတာအရာမျိုးပေါ့เนาะအဲ့လိုဖြစ်နေ။နှဲသွားကြတဲ့မှာကနက်လီထော့စစ်ဖြစ်တဲ့အရာမျိုးလေးပေါ့เนาะဖိုင်စင်ဆိုတော့နက်လီထော့စစ်ဖြစ်နေတာအပြင်မှန်းချီလို့ရှင်တော့အဲဟိုပေါ့เนาะသူတခြားသူရဲ့ချီရင်သူနက်ကိုနေကလုံးဝအဆင်ပြေနေတယ်အဆင်ပြေနေရယ်ပျော်ရွှင်နေလို့ထင်ရပေမဲ့တကယ်တကယ်အတွင်းထဲမှာကအဲတောင်းတတောက်ကြတဲ့မှာအဆင်ပြေမှုလေးတွေအခက်အခဲလေးတွေရှိရာမျိုးလေးရောခံစားမိရယ်သူနက်ကိုနေကြရမှာလေ။ တော့သူ့ဘက်ကကိုကိုအဲတွေ့ရတာဒီမှာမြင်နေရတာအချိန်လေးသိမပေးနိုင်တာမျိုးပြီးတော့သူ့ဘက်ကငွေချေးပိုင်းဆိုင်မှာလည်းနည်းနည်းလေးအခက်အခဲရှိတဲ့အရာလေးပဲကိုလည်းဖြည့်ရှင်းပေးရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်လက်ဖြည့်ရှင်းပေးနေရငွေချေးပိုင်းဆိုင်မှာလည်းပတ်သက်ပြီးသူ့နဲ့ကိုနဲ့နည်းနည်းလေးပြဿနာလေးရှိရမျိုးတော့ကျွန်မခံစားမိတယ်အင်းအဲ့လိုမျိုးတော့မြင်မိရပေါ့နော်အော်ဒီဟာဒီမှာမြင်နေရတာကလေသူ့နဲ့ကိုနဲ့ကအခြေအနေမှာဆိုလို့ရှိရင်ဟို အချိန်မပေးနိုင်တဲ့အရာမျိုးရှိသလိုတစ်ဖက်မှာလည်းငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှပြဿနာလေးတွေအနေငယ်ရှိတာမျိုးပေါ့နော်အဲ့လိုတွေးမိရဲ့အဲ့တော့သူနောက်ကိုနေပေါ့နော် ာရှိဆက်ဖြစ်ဖို့ရှိတယ်တကျင်ပါတယ်ကော်လာတလေးနဲ့တစ်ဖက်သူနဲ့ဘာရှိဆက်ဖြစ်လာမှာလဲဆိုတကျင်ပါတယ်အဲ့တော့ကျွန်မငါကတ်ရင်ဆက်လာမယ်နော်ထန်းတော့ပန်နီကေတော့မြင်နေရပါတယ်အဲ့တော့ငွေကြီးပိုင်းဆိုင်မှာတော့ပြန်လည်ပြီးတော့မှသင်တို့နော်ဟိုအဆင်ပြေမှုလေးမြင်နေရတယ်ဖူရောင်းဝါးလည်းမြင်နေရအိုးထန်းတော့ပန်နီကေဖူရောင်းဝါးကလေးရန်ကောင်းတယ်အော်301 sorry 301စ

အဲ့တော့ညသော connection ကတော့ပြန်လဲကောင်းမှာပါနော်ဒီမှာတွေ့ရတာအခြေအစဉ်ပြေမှုလေးတွေသူနဲ့ connection မှာအဲကျမပြောတဲ့အရာတွေမပါကောင်းပါခြင်းမပါမယ်တခြားပြဿနာလေးရှိကောင်းရှိနိုင်မှာအဲ့လိုမျိုးအစဉ်ပြေတဲ့ toxic energy လေးရှိနေမယ်ညသောကြားရမှာလေတုံဝင်တူတာတွေဒါမှမဟုတ်စိတ်မချတာတွေတော်တော်တယောက်ဘောနောအချိန်မပေးနိုင်တဲ့အရာလေးတွေလူကူပေါ်ကယူမဆိုင်တဲ့အရာလေးရှိကောင်းရှိနိုင်တယ်ဘောနောဒီမှာတွေ့နေရတာ ကိုအချိန်ပေးနိုင်တဲ့ကိစ္စလည်းဖြစ်နိုင်တယ်အဲ့တော့ဒီမှာမြင်နေရတာကတော့ငွေရှင်းနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်သူဘက်ကအခက်အခဲပြဿနာလေးတော့လည်းကောင်းကိုယ့်ဘက်မှာအခက်အခဲပြဿနာလေးသူနဲ့ကိုယ့်နဲ့ချမ်းမှာရှိခဲ့မယ်ဆိုလို့ရှိရင်အငွေရှင်းပိုင်းနဲ့ဆိုင်ရာနဲ့ပတ်သက်ပြီးမှတိတ်မကြခင်ပေါ့နော်ဆယ်ပတ်အတွင်းဆယ်ပတ်အတွင်းဒုမဟုတ်ဆယ်လအတွင်းပေါ့နော်ဒီမှာတော့ဆယ်ပတ်အတွင်းတော့ပုံမြင်နေရဆယ်ပတ်အတွင်း၃လအတွင်းပေါ့နော်အဲ SPN လည်းအဆင်ပြေသွားလိမ့်မယ်နော်ဒီမှာတွေ့ရတာပြန်လည်းအဆင်ပြေမယ်ရှေ့ဆက်ပြေအဆင်ပြေမယ်အလုပ်တွေလည်းအရင်ကပြန်လည်းကောင်းမွန်လာတာမျိုးမြင်နေရတယ်ပေါ့နော် သူဘက်ကလည်းအလုံးနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှအားဆိုင်ထုတ်ပြီးတော့လှုပ်ဖြစ်လှုပ်နေတဲ့ရာမျိုးလေးတွေတွေ့ရတယ်အဲပြီးတော့ဒီအလုပ်ပုံမှာအလုပ်တစ်ခုပုံမှာလည်းတခြားလေးကိုကပေါ့နော် invest လုပ်ပြီးတော့မှအချိန်ပေးပြီးလုပ်ရမယ့်အရာမျိုးလေးပေါ့နော်အဲ့တော့ဟိုအလုပ်ကိုလည်းတခြားလေးပေါ့နော်အဲကျွန်မမြင်နေရတာလေတစ်ဖက်သူ energy ကိုကျွန်မခံစားမိတယ်တစ်ဖက်သူကဒီအလုပ်နဲ့ပတ်သက်ပြီးတော့အရင်ကြီးစိတ်ပါဝင်စားမှုအားနည်းနေတဲ့အရာမျိုးလေးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာတွေ့ရတာတခြားလေးပေါ့နော်ဟို ဟိုဘောနော်ရှေ့ဆက်အဲ့အန်ဂျီမှာဆိုသူ့ဘက်ကနေပြီးတော့မှငွေကြီးပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့မှအဆင်ပြေဖို့အတွက်နည်းနည်းလေးတည်လို့လက်ရှိလုပ်နေအလုပ်မှာဘောနော်ဒီရေရှည်လုပ်ဖြစ်တဲ့လောက်တာမျိုးလေးတွေဝင်လိုက်ထွက်လိုက်မလုပ်ဘဲနဲ့တနေရာမှာဆွဲမြဲမြဲနဲ့ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုတနေရာထဲမှာ invest လုပ်ခြင်းအားဖြင့်ပေါ့နော်အဆင်ပြေလာမယ်ဆိုတဲ့အရာမျိုးငွေချိမဆိုင်မှာတင်လို့အဆင်ပြေအဆင်ပြေမှာမျိုးမြင်ရတယ်ဒီ emperor နော်ဒီ emperor ကတော့ ီ Empress ကတော့ကိုဘက energy လို့ကျွန်မခန်းစားမိရယ်ပေါ့နော်အဲ့ကိုဘက်ကဒီမှာတွေ့ရတာလေအဲသူနဲ့ပတ်သက်ပြီးတော့တချို့အရာလေးဖြေလျှော့ပေးတာမျိုးလေးပေါ့နော်ဖြေလျှော့ပေးလိုက်တာမျိုးခုလုပ်ပေးတာမျိုးအဲ့တော့ Empress energy ကတော့လေ collective energy လို့ထင်မိရယ်ပေါ့နော် collective လေးကသူ့ကိုနဲ့ပတ်သက်ပြီးတော့မှသူ့အချိန်လေးပေးပြီးတော့မှအချိန်လေးပေးလိုက်တာမျိုးလေးပေါ့နော်အဲအဲသူ့ရဲ့ပြင်ဆင်ခွင့်လေးသူ့ရဲ့လိုအပ်ချက်လေးကို collective လေးတွေကစောင့်ကြည့်နေတာမျိုးအချိန်ပေးလိုက်တာမျိုးဒီမှာသူ့ရဲ့ collective လေးကတော့သူ့ရော တော့ခန်းကျင်စိတ်တွေရှိပြီမှလည်းသူ့ကိုတန်ရောစင်တွေရှိနေချစ်ချင်းမြတ်တာရှိနေတာမျိုးတော့မြင်နေရတယ်ပေါ့နော်အဲ့တော့ဒီမှာတွေ့ရတာသူ့အချိန်ပေးပြီးတော့မှသူ့ရဲ့သူ့ဘက်ကပြင်ဆင်မှုလေးရောဟိုကိုကစောင့်ပေးနေရလို့တွေ့ရတယ်ပြီးတော့ဒီမှာတွေ့ရတာလေတစ်ဖက်သူကဟိုငွေချင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်နည်းလေးသူ gambling ပေါ့နော်အဲ့လိုမျိုးတခြားငွေဆေးဆုံးဆုံးမှုကိစ္စလေးရှိနေတာမျိုးအလုပ်ပိုင်းလုပ်ငန်းပိုင်းဆိုင်ရာမှာပေါ့နော်ဆုံးဆုံးမှုလေးတွေအဆင်ပြေမှုလေးတွေ ဘောနော်အဲ့လိုမျိုးတွေ့နေရတာဘောနော်သူသားမသူလမ်းကစားရေးပဲလောက်တာဘောနော်ငွေစီပိုင်းဆိုင်မှာနည်းလေးအဆင်ပြေတာမျိုးလေးေဘောနော်အဲ့ဒါညောင်းတာကြမှာဟိုဘောနော်အဆင်ပြေတဲ့ connection တစ်ခုအဲဒီငွေချင်းမဟုတ်လေတခါတခြားအဆင်ပြေလာဖြစ်နေတာဒါကျမကဒီမှာရှက်ဖယ်ထုတ်တဲ့အချိန်မှာငွေချင်းနဲ့ပတ်သက်တဲ့အရာလေးပြီးတော့ဒါလေးထည့်ပြောပြတာဘောနော်တခြားအဲ situation တစ်ခုတွေလည်းဖြစ်နိုင်တယ်ဘောနော်အချိန်နဲ့ပတ်သက်တဲ့တခြားအဆင်ပြေမှုလေးတွေဖြစ်နိုင်ပါတယ်နော် အဲ့တော့ဒီမှာတွေ့ရငွေကြီးပိုင်းဆိုင်ရာလည်းပတ်သက်ပြီးတော့ပြန်လဲရှိခဲ့မှာအခက်အခဲတော့ကြာမှာအခက်အခဲတွေအဆင်ပြေမှုတွေရှိခဲ့မှာဆိုပြန်လဲအဆင်ပြေလာပါလိမ့်မယ်ကိုဘက်ကတော့သူ့အချိန်ပေးပြီးတော့မှသူ့ရဲ့ပြင်ဆင်ချက်ပေါ့သူ့ရဲ့သူ့နဲ့ပတ်သက်ပြီးတော့မှဟိုငွေကြီးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းသူ့နဲ့ပတ်သက်ပြီးတော့မှသူဘယ်လိုမျိုးပြင်ဆင်မလဲဘယ်လိုနဲ့သွားမလဲဆိုတော့ကိုကစောင့်ကြည့်နေတယ်ပေါ့နော်ဘယ်လိုဘက်ဘယ်လိုမျိုးသူ့ဘက်ကလည်းဘယ်လိုမျိုးအဆင်ပြေအောင်ဘယ်လိုမျိုးစူးစမ်းနိုင်မလဲဆိုတာမျိုးပေါ့နော်ကိုဘက်ကလည်းသူ့ကိုပူပေးတာမျိုးလည်းကျွန်မခံစားနေတယ်နောက်တစ်ခုမြင်နေရတာကလည်း အဲ quality လေးတွေကသူနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့အနေအထားတခုကိုကပေါ့နော်ဟိုပြန်လည်စောင့်ကြည့်နေတာမျိုးပြန်လည်တော့ reconciliation တော့ပြန်လုပ်ဖြစ်တယ်ဒါပေမဲ့လည်းသူ့အခြေအနေနေထားကဘလို့ဆက်ဖြစ်လာမလဲငါ့ကိုပေါ့အစီအလိုအချိန်ပေးမှလားသူနဲ့ခုနဲ့ process energy အဆင်ပြေတဲ့ဟိုချစ်တော့ချစ်ပေမဲ့လည်းပူလောင်ရတဲ့ connection တခုကိုအရင်ဟို quality လေးတွေကမနော်သိမလို့ခြင်းဟိုသူ့ဘက်ကဘလို့မျိုးသူနဲ့ဟိုအေးချင်းဖြတ်တန်းလို့ အဲဖြစ်တမ်းရမလဲဆိုတာမျိုးပေါ့နော်သူ ਨੇ ဆက်စကားတွေပြောဖြစ်တာမျိုးလေးရောကျွန်မခံစားမိရယ်တိုင်ရင်ဖြစ်တာမျိုးအဲဒါပေမဲ့လည်း quality level ကတော့သူ့ကိုစိတ်ကဟိုပေါ့နော်ဟိုကြောက်ခိုင်းခြင်းပေမဲ့လည်းသူ့နဲ့ပတ်သက်ပြီးတော့မှဖြေလျှော့ပေးတာမျိုးလေးတွေအချိန်ပေးတာမျိုးလေးတွေတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မထပ်ကြည့်လိုက်မယ်နော်ရှင်းဆက်ပြမယ့်အရာလေးတွေအတော့ တော့ကိုရန်တူလင်းတစ်ဖက်သူလည်းပါရှေ့ဆက်ဖြစ်လာမှာဆိုသူရှင်းပါတယ်။ကိုဘကသူ့အချိန်ပေးတဲ့အရာမျိုးလေးရှိရယ်ပေါ့နော် chance လေးပေးတဲ့အချိန်လေးပေးတာမျိုးလေးပေါ့နော်။အော်ကိုဘကဟိုမကြိုက်နှစ်တက်တက်ချက်လေးသူပြင်ဆင်ခိုင်းတာမျိုးလည်းစောင့်ကြည့်တာမျိုးလည်းဖြစ်နိုင်တယ်သူနဲ့ကုန်းတကြအဲ့လိုမျိုးပေါ့နော်ပြန်လဲတိဆောက်လိုက်ပြန်လဲအစဉ်ပြေးလိုက်နေတော့နေရတာမျိုးတော့ခံစားမိတယ် Magician Energy အော်သူနဲ့ကုန်းလည်းပါရှေ့ဆက်ဖြစ်လာမှာလေပေါ့နော် Wheel of Fortune Kino cup, no? Kino cup. Slow one. ကတိရကောင်းကောင်းွားရေနော်ကတိတို့ကောင်းွားရေဒီ original မှာအရင်ယူအောင်ဖြစ်ပြမယ်ခွင်းတော့ခွင်းတော့ဆိုတော့နော်အဲ့တော့ဒီမှာကကိုကိုဖြေလျှော့ခဲ့ပြီးတဲ့ညာက ကိုစောင့်တဲ့အရာကသူ့ဘက်ကနေပြောင်းလဲမှုရှိလာပြီခုလိုပေါ်ကျွန်တော်ကျွန်မခံစားမိတာကတော့သူ့ဘက်ကမက်ဂျစင် energy နဲ့သူ့ဘက်ကတချို့လိုအချက်လေးတွေသူပြောင်းလဲလာတာပြောင်းလဲပေးဖြစ်တာမျိုးပေါ့နော်ပြောင်းလဲပေးဖြစ်တဲ့ကိုလိုချင်တဲ့အတိုင်းသူ့ဘက်ကနေပြီးတော့မှဟိုဘောနော်အဆင်ပြေအောင်သူ့ဘက်ကအခြေရေးပါတော့၎င်းပြီးတော့နောက်တစ်ခုမြန်မြန်ငွေရှိပိုင်းနဲ့ပတ်သက်ပြီးတော့မှသူ့ကိုမလိုချင်တဲ့ပုံစံမျိုးပေါ့နော်ဥမာ तू က၎င်းစားတွေအရင်လုပ်နေတာပတ်စံတွေအရင်တုံးဖြစ်တုံးနေလားအဲဒီလိုမျိုးကိုမကြိုက်တဲ့အချက်လက်တွေသူ့ဘက်ကအဲပြန်ပြောင်းလဲလာမျိုးပြီးတော့ပေါ်ရှင်နော် ူဘကပြောင်းလိုက်လာတဲ့အခြေအနေလေးကိုကျွန်မခံစားမိတယ်။ပြီးတော့ခင်းတော့ခံနော်တကယ်ပဲကိုယ်ကိုချစ်ချစ်ပြေနိုးစွာနဲ့ပဲအတူနဲ့ကိုယ်နဲ့ကြပါတယ်မှာစစ်တော့မစနဲ့ဒီမှာခင်းတော့ခင်းနဲ့ အလဲမှာ sit on once เนาะအဲ့တော့နှစ်ယောက်သားကြားမှာကိုဘက်ကလည်းသူနဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะရှေ့ဆက်ဖို့အတွက်အစဉ်ပြေပြေနဲ့ငွေရေးပိုင်းဆိုင်ရာမှာကောဟိုအခြေရေးပိုင်းမှာကောအောင်မြင်မှုနဲ့တွားချင်တယ်သူဘက်ကလည်းဒီလိုမျိုးပေါ့เนาะသူဘက်ကလည်းဒီနှစ်ယောက်သားကြားမှာလိုအပ်တဲ့အချက်လက်ပေါ့เนาะလိုအပ်တဲ့ sit on once မှာဆိုရင်ဒီမှာအဲ sit on once ကတော့ဟိုပါပေါ့เนาะဒီအောင်မြင်ခြင်း victory ပေါ့เนาะဒီတစ်ခုကြားထဲမှာနှစ်ယောက်သားကြားမှာဒီဒီတစ်ခုကပေါ့เนาะဟိုလိုအပ်နေတယ်လိုအပ်နေတဲ့အရာကို အဓိကကော်ရက်တလီတို့အနေနဲ့သူဘက်ကချက်သူဘက်ကတောင်းဆိုတဲ့အရာမှာပါတယ်ကော်ရက်တလီသူတောင်းဆိုတဲ့အရာမှာနော်သူဘက်ကစူးစမ်းပေးဖို့အတွက်ပေါ့နော်သူဘက်ကဒီမှာပြန်လည်ပြင်ဆင်ပြီးတော့မှခင်းတော့ခတ်နေထားတယ်ပြန်လည်ဒီမှာကိုယ်အရင်လိုအရေးတယူလောက်တာမျိုးလေးတွေအချိန်ပေးတာမျိုးလေးတွေဟိုတန်ဖိုးထားတဲ့ဆက်ဆံခြင်းမျိုးလေးအရင်လိုလေးကိုယ်ပေါ်တော့ဟိုအရင်ကဆိုဂရုမစိုက်တဲ့ဆက်ဆံရေးခြင်းတွေ ဖုံးဆက်လိုက်ပေါ်လာလိုက်ပြုတ်သွားလိုက်ပေါ့အဲဒီလိုမျိုးလေကိုယ်ဆက်လိုက်မဆက်လိုက်ပေါ့နော် on off ဖြစ်နေတာမျိုးပေါ့နော်ဆက်ဆိုင်ရေးကဒီလိုနေသားတစ်ခုကလည်းသူ့ပြန်လှန်ပြီးတော့ကိုယ်အလေးထားဆက်ဆိုင်မှုလေးပြန်လုပ်လာတာမျိုးလေးတွေစတုံးဝဲနေသားသူအလုပ်တွေပြန်လှန်စူးစမ်းတာပေါ့နော်အရင်ကအရင်အလုပ်တွေစူးစမ်းတဲ့အနေအထားကျမမခံစားမိဒီလိုကလည်းအအုံဖုံးကြည့်တာမျိုးလေးတွေအရင်အုံဆွဲကြည့်တာမျိုးငွေချေးစပိုက်ဆိုင်မှာပေါ့နော်ဟိုဘယ်လိုမျိုးလဲ အရန်ယူကိုတန်ဖိုးမထားကိုကိုရှာရဲငွေကိုကိုတန်ဖိုးမထားအသုံးဖွဲကြည့်တာမျိုးအခက်အခဲတွေနဲ့သူ့ကိုရင်ဆိုင်နေရတဲ့အရာမျိုးမှာကိုဘကကူပြီးတော့ရှင်းပေးခဲ့တဲ့အရာမှာဆိုသူ့ဘကနေပြီးတော့မှအဲပြန်လဲ change စေလုပ်ပြီးတော့မှပေါ့နော်ပြန်လဲအလုပ်တွေစူးစမ်းပြီးငွေချင်းပိုင်းဆိုင်မှာ saving တွေလုပ်တာမျိုးလေးတွေမှာဆိုသူ့ကိုကသူ့နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဟို queen of thread queen of sword မှာ empress ဆိုတဖြည်းဖြည်းနဲ့ပြေလျှော့ပြီးတော့စောင်းကြီးတဲ့ color တစ်ခုကတော့ကိုယ့်အတွက်ကတော့အဆင်ပြေသွားတယ်အဲရေရှည်အတွက်ကတော့သူ့ဘက်ကပြောင်းလဲမှုနဲ့သူကိုယ်လည်းစိတ်ကျနေခဲ့အရာတစ်ခုကိုကိုရရှိတာမျိုးတော့ခံစားမိရေပေါ့နော်သူ့ဘက်ကပြောင်းလဲမှုတော့ရှိလာတာမျိုးပေါ့နော်အဲ့တော့ဒီ connection ကတော့တစ်ဖက်သူအနေထားနည်းနည်းလေးတော့ဟိုပြောမှဆိုလို့ရှိရင်ဟိုပေါ့နော်ဟိုသူ့နဲ့ကိုယ်နဲ့ကြား connection မှာဆိုလို့ရှိရင်ဒီလိုနည်းနည်းလေးကနည်းနည်းလေးဆိုးတဲ့သူလေးအနေထားကျွန်မခံစားမိတယ်ဒီလိုကလေနည်းနည်းလေးဆိုးတာမျိုးပေါ့နော် အဲဂိမ်းတွေကစားတာမျိုးငွေရှိပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့မှဟိုဘောနောဒီဟိုဟိုဘယ်လိုမျိုးလဲဟိုအုံဆွဲကြည့်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးကိုယ်လိလူရှူတယ်ကိုယ်ကယူမဆိုင်ဘူးဒီပေါ်မှာအောင်နေရရောက်နေတာမျိုးပေါ့နော်အဲအဲ့လိုမျိုးနေထားတဲ့ခုကနေပြန်လဲတင်းဆောင်လိုက်ပြန်လဲအဆင်ပြေလိုက်တယ်တင်းဆောင်ကြည့်ရင်လည်းတဖြည်းနဲ့သူ့ဘက်ကပြောင်းလဲမှုတစ်ခုနဲ့ပေါ့နော်အဲသူ့အရင်ဟိုအရင်ထက်အရင်က ရင်းနဲ့မတူရဲ့လူဖြစ်ပြောင်းလဲပြီးတော့မှစူးစမ်းတဲ့အရာမှဆိုကိုယ့်ဘက်ကနည်းလေးစိတ်သက်သာရတာမျိုးအကျဉ်းနဲ့မှုတစ်ခုရှာရှိတာမျိုးတော့ကျွန်မခံစားမိတယ်ပေါ့နော်အဲ့လိုမျိုးမျိုးလေကျွန်မတစ်ဖက်သူ energy နည်းလေးနည်းလေးဆိုးတဲ့ energy မျိုးပေါ့အမျိုးသားတွေကအမျိုးသမီးတွေကခင်းနေချော်တာမျိုးငွေချင်းနဲ့ပတ်သက်ပြီးတော့မှတစ်ခုလောင်းစားမှာတုံးဆွဲနေတာမျိုးလေးမှဆိုရင်ကိုယ်ပါပေါအောင်ပတ်သက်ပြီးဖြည့်ရှင်းခဲ့ရတဲ့အရာလေးပေါ့နော်အဲ့နည်းလေးရှိနေတာမျိုးလေးကျွန်မခံစားမိတယ်အတိကနရှင်နဲ့အတင်းနဲ့ကိုက်တယ်ဆိုတင်ယူပါတော့တင်ကနရှင်တင်းနဲ့မကိုက်ရင်ဒီဗီဒီယိုလေးက တင်တမဟုတ်ဆိုတဲ့အတွက်တင်ကြော်ွားလိုက်ပါနော်အဲကျွန်မအမြင်တည်းကလည်းပြောပြလာပါအဲ့တော့သူနဲ့တင်တဲ့80ဖြစ်လာမယ့်အရာလေးကျွန်မထပ်ကြည့်မယ်နော်အဲ့တော့ quality နဲ့တစ်ဖက်တစ်ဖက်80ဖြစ်လာမယ့်ဆိုကြည့်ချင်ပါတယ်အဲ့တော့3 cup เนาะ3 cup ပါမြင်နေရပါတယ်3 cup အော်ကျွန်မလည်းဆာစီနေနဲ့အေးတော့3 cup ပြီးတော့ cherry ရဲ့ဆလဲတွေ့ရတယ်เนาะ cherry ရဲ့ three of cat cherry yes it's a it's a one not okay ကလေးကောင်းပါတယ်နော်ရှေ့ဆက်မဲ့ energy ကောင်းပါတယ်သူနဲ့ကိုယ်နဲ့အဲ့လိုမျိုးပေါ့အဆင်ပြေဖို့အတွက်ညှိနှိုင်းရတဲ့အရာတွေနည်းနည်းလေးပြင်ပမှုတွေရောရှိမယ်နော်ဒီမှာရှေ့ဆက်သွားမယ့်အရာတွေမှာပြင်ပမှုရှိမယ်ကိုယ့်ဘက်ကအဓိကဆက်ပြင်မယ့်အရာမျိုးလေးပေါ့နော်သူကိုဖြစ်ကိုသူ့ဘက်ကနေပြီးသူအဲကိုယ့်ဘက်ကနေပြီးတော့သူ ကိုဖြစ်ချင်တဲ့ပုံစံသူ့ကိုပုံခေါ်နေရတာဖြစ်လာအောင်အတွက်ကိုဘကနေပြီးတော့မှာပေါ့နော်အစူးစားအောက်ထွက်အပိုင်းထဲမှာကိုနဲ့နဲ့ပင်ပန်းရတယ်ဒီကြားထဲမှာသူနဲ့ကိုနဲ့ သဘောထားကွဲလဲတာမျိုးလေးအမြင်မတူတာလေးမှာဆိုတခြားလေးတော့သွားတဲ့အပိုင်းမှာကို cherries energy နဲ့ပြင်ပမှုလေးရှိနေတာမျိုးတော့တွေ့ရတယ်။ဒါပေမဲ့ဒီ ace one မှာဆိုရင်တော့ဒီလူကလည်းကိုနဲ့ပတ်သက်တဲ့ connection တစ်ခုတော့ဒီစုပ်ကင်ထားတယ်ပေါ့နော်။ကိုနဲ့တော့ connection ပြတ်ချင်ဘူး။ရေရှည်သွားမယ်ဆိုတဲ့အရာမျိုးနဲ့ကိုနဲ့ပဲသွားမှာမျိုးတော့တွေ့ရတယ်ပေါ့နော်။အဲဒီမှာတော့ရေရှည်သင်တို့ကတော့ခိုင်မြဲလေးနဲ့တော့သွားဖြစ်မယ်။သူ့ဘက်ကလည်းကိုဖြစ်ချင်တဲ့ပုံစံတိုင်းလေးသူ့ဘက်ကတဖြည်းဖြည်းနဲ့ပြင်ဆင်လာတယ်ပြပြင်လာတာမျိုးလေးတွေတဲ့ အဲဒီမှာဖီရောကကတော့ယူနီယံကတော့ပြန်လာပြီးတော့မှတင်းလုံးညကတော့အဲဒီလိုမျိုးပေါ့နော်အဲအစင်ပြေလဲမပြေလဲ energy တွေဆက်တလဲမဆက်တလဲ energy တခုကနေပြီးတော့သူနဲ့ကိုယ်နဲ့ကတော့အဲစဉ်းစားမပြည့်ပေါ့နော်ဟိုအဲဟိုပြန်လဲတွေ့ဟိုအဲ့ဒီဟိုလိုမျိုးလဲအမြဲတမ်းဆက်သွယ်ရေးဆက်သွယ်ရေးဆက်သွယ်ရေးရှိတယ်အမြဲတမ်းတွေ့ဆုံဖြစ်ကြရတယ်ဆိုတော့ connection တခုတော့ကျွန်မခံစားမိရဲ့ဒီလိုနဲ့ကလေအဒီလိုနဲ့ကလည်းကိုယ်နဲ့ဒီမှာတွေ့ရတာကတော့ပြန်လဲအဆင်ပြေပါလိမ့်မယ်နော်အဆင်ပြေပါလိမ့်မယ်ကို ဘက်ကလိုချင်တဲ့ပုံစံတိုင်းသူတဖြည်းဖြည်းလေးနဲ့တော့ပြုပြင်ပြောင်းလဲပြီးတော့မှပေါ့နော်ဟိုပြောင်းလဲလာတဲ့အရာမျိုးလေးတွေစတော့ဝင်နေထားတဲ့ကတော့ဒီမှာကြည့်ရတင်းတို့နှစ်ယောက်ကလည်းရှေ့ဆက်ပြီးတော့မှငွေကြီးပိုင်းဆိုင်ရည်ပြီးအလုပ်ပိုင်းဆိုင်ရည်တွေမှာပေါ့နော်အဆင်ပြေပြီးအဆင်ပြေတဲ့ connection တစ်ခုပေါ့နော်ပြီးအဆင်မျိုးမပြေသွားတာမျိုးလေးတွေကျွန်မခန်းစားမိပါတယ်နော် quality လေးတွေအော်တစ်ဖက်သူကနည်းနည်းလေးသူ့ကို control လုပ်ရတဲ့အရာမကိုစိတ်ပင်ပန်းမှုနဲ့တွားတာမျိုးဒါမှမဟုတ်လည်းဒီအနာကတ်မှာတော့တင်းတို့နှစ်ယောက်ကတော့အရှိရှိသွားဖြစ်ကြတယ် အဆင်ပြေတယ်ပေါ့နော်။နည်းနည်းကိုယ့်ဘက်ကတော့ပင်ပန်းမှုတွေတော့သူနဲ့ရှိစေရတဲ့အရာမှာနည်းနည်းပင်ပန်းမှုလေးတွေစိတ်ပင်ပန်းကိုပင်ပန်းရှိရတဲ့အရာလေးနဲ့အဲစိတ်ဟိုဘယ်လိုလဲရှိစေရတဲ့အရာလေးတော့ခံစားမိရတယ်။ဒါပေမဲ့ရှိစက်ဖြစ်သွားတာမျိုးပေါ့နော်။ကျေးဆက်ဖြစ်သွားတယ်သူ့ဘက်ကလည်းကိုလက်လို့မခံတာမျိုးလေးတွေပေါ့အိဆောင်ကတော့သူကိုလုံးဝလက်လို့မခံဘူးပေါ့နော်ကိုရဲ့စိတ်သဘောထားတယ်ကိုကသူ့ဘက်ကိုညီခဲ့တဲ့အရာလေးတွေပေါ့နော် လေးထားတဲ့အရာတွေသူ့ဘက်ကအလေးထားအလေးမထားခဲ့ပေမဲ့ collective level ကသူ့ဘက်အရေးလေးထားခရုစိုက်ခဲ့တဲ့အရာမျိုးလေးတွေ ဟိုပြဿနာလေးရှင် quality လေးဘက်ကနေပြီးပေါ့ဝင်ပတ်သက်ပြီးတော့မှဖြည့်ရှင်းခဲ့တဲ့အရာလေးကိုဒီစိတ်စေတနာတွေသူ့ဘက်ကနားလဲတယ်ပေါ့နော်နားလဲတဲ့အတွက်ဒီအရာတော့ quality လေးသူလုံးဝလက်လွတ်ခံမှာတော့မဟုတ်ဘူးရှေ့ဆက်သွားမှာအဲဒီ connection တစ်ခုတော့သူခိုင်မြဲနဲ့သူရအောင်တိဆောက်သွားမယ်ဆိုတာကိုလည်းတွေ့ရပါတယ်နော်အဲ့တော့ quality လေးနဲ့တစ်ဖက်သူနဲ့ကြားတဲ့ connection ရှေ့ဆက်ဖြစ်မဲ့အရာလေးကတော့ဒီလောက်ပါပဲနော် quality လေးလည်းဒီ view လေးကိုကျင့်သိမယ်လို့ပြောလဲပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မနောက် video မှာတွေ့ကြမယ်နော်